ရန်ကုန်မှာယောဂဝေဒနာတွေခံစားနေရတဲ့အမျိုးသမီးကြီးတူဆေးစာအုပ်တွေတောက်30ဆေးဝါးတွေနဲ့အတူတရားအောင်မှာစွန့်ပစ်ခံရတောက်ကယောဂအပါဝင်နှလုံးယောဂစီးကျိုယောဂတွေခံစားနေရတဲ့အသက်63နှစ်အရွယ်အမျိုးသမီးကြီးတူကိုဆေးစာအုပ်တွေသူတောက်30ဆေးဝါးတွေနဲ့အတူစွန့်ပစ်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခု အော်တိုဘားလ22ရက်နေ့ည9:00ဝန်းကျင်တော့က ရန်ကုန်မြို့မဟာဗရုဏတံတားအောက်မှာဖြစ်ပွားခဲ့လို့လူမှုကွန်ရက်အသင်းထံကသိရပါတယ်။အဆိုပါမြို့သမီးကြီးဟာအင်ဂျီယာမဲ့ပုံစံမျိုးတွေကမဟုတ်ပဲတင့်တင့်နဲ့အသုံးဆောင်ပစ္စည်းတချို့နဲ့အတူမွတ်စလင်ကုသိုလ်ဖြင့်တောက်ကက်ဆေးနေတဲ့ဆေးရုံအနားမှာလာရောက်ဆွတ်မြစ်တာမို့လို့ဆက်လက်ဆေးကုသပြုစုဖို့အဆင်ပြေတော့တဲ့အတွက်အခုလိုလာပစ်တာလို့ယူဆရကြောင်းရှင်သန်ချင်းလူမှုကွန်ရက်အသင်းကတောင်းရှိသူတို့ကပြောပါလေ။ဆိုပါနာမကျန်းတဲ့မြို့သမီးကြီးကမောဖောင်နေပြီးတော့စကားလည်းမပြောနိုင်တော့တဲ့အတွက် လူမှုကွန်ရက်အသင်းဖော်တွေကဆွေမျိုးသားချင်းတွေကိုဝိုင်းဝန်းရှာဖွေပေးခဲ့ပြီးမြောက်ရင်းချင်းပင်ရန်ကုန်စေယုံကြီးကိုအကြီးပေါ်ကူညီပို့ဆောင်ပေးခဲ့ရလို့သိရပါတယ်။ခက်ခဲကတော့လူတိုင်းမှာရှိကြမှာပါဒါပေမဲ့အခုတို့ Lambe Platform မှာစွန့်ပြစ်တာကတော့ယောဂရှိတဲ့သူမို့လို့နေတဲ့မိုးလံတဲ့အချိန်မွေးတည်ဆုံသွားနိုင်ပါတယ်။အဲ့ဒါနဲ့ပဲကျွန်တော်တို့ကဆေးဆောင်မှာပါတဲ့လိပ်စာတွေတယ်လီဖုန်းနံပါတ်တွေကိုလိုက်ဆက်တော့ပထမတစ်ချိန်တော့ဖုန်းကန်ရပါတယ်။အချိုးအချောင်းပြောပြီးတော့ပြန်ဖို့ကိုပြောတာပါ။ ဆုပ်ပစ်ခံရတဲ့အမျိုးသမီးကြီးရဲ့ညီမဝမ်ခွဲတယ်လို့ဆိုပါတယ်ကျွန်တော်တို့ပြန်ပို့နေတဲ့ချိန်လမ်းမှာမို့လို့နေရာအတီးပြဖို့ထက်ဆက်တော့မကင်ကြတော့ပါဘူးအဲ့ဒါလည်းပဲနေရာကိုအတော်ရှာလိုက်ရပါတယ်တွေ့တဲ့အခါမှာတော့ယမီရဖနဲ့ပဲပြန်ခဲ့ပြီးသူတို့ကိုမှာခဲ့ပါတယ်ရန်ကုန်စေယုံကြီးမှာစေကူသားခြင်းနဲ့တွဲလူနာရှင်ဖြစ်တော့တရက်နှစ်လောက်တော့နေပေးပါကျွန်တော်ကျွန်တော်တို့ဆက်လုပ်ပါမယ်စေယုံကလူနာရှင်လူနာဆောင်ပါမလက်ခံပေးတာပါအတော်တန်နေကောင်းသွားလို့ဆက်ပြီးတော့လက်မခံခြင်းဘူးဆိုရင်လည်း ကျွန်တော်တို့စီစဉ်ပေးမဲ့အစီအစဉ်လေးကိုပါပြောပြခဲ့ပါတယ်လို့ရှင်သန်ကြီးလူမှုကွန်ရက်အတင်းကတောင်ရှိသူတယောက်ကပြောပါတယ်မိသားစုဝင်တွေရှိလဲနဲ့နာမကျန်တဲ့သူတွေကိုအခုလိုဆွပြစ်တာမျိုးတွေမပြုတ်လို့ပဲကိုနဲ့အနည်းဆုံးမှပဲရှိတဲ့ပရိုက်တာတင်းနေစီကနေအကြံဉာဏ်ရယူကူညီတောင်းခံပေးကြဖို့ကိုလည်းရန်ကုန်လူမှုကယ်ဆယ်ရေးဖွဲ့ WHO ကအကြံပြုထားပါတယ်